ူတင်ဘက်ကအထူးလိုအပ်ထားတဲ့နျူကလ িয়ার လက်နက်စိုက်သည့်တင်နီယာတွေပေါက်ကြားသွားတဲ့အတွက်ရုရှားဆိုရဖွဲ့တွင်မှာဒါဟာတော်တော်လေးကိုပြဿနာတက်နေပြီလို့ဆိုရမှာဖြစ်ပါလိမ့်။နောက်နိုင်ငံတွေကိုနျူကလ িয়ার လက်နက်နဲ့အစင်ဆက်ချင်းချောက်နေတဲ့ရုရှားသမ္မတပူတင်ရဲ့အထူးလိုအပ်နျူကလ িয়ার လက်နက်ထားရှိရနေရအသည်ဟာအခိုင်အမာပေါက်ကြားထွက်ပေါ်လာခဲ့ပါဖြစ်ပါတယ်။ဒိမန် NGO ဖွဲ့စည်းဒန်ဝက်ရှ်နဲ့ဂျာမန်ဒါစပီကေမီဒီယာဟာ ဘသူမှမသိတဲ့ရုရှားရဲ့ပင်မနျူကလ িয়ার လက်နက်တွေထားရှိရာစခန်းအသစ်ဂျီတီနီယာနဲ့မြေပုံတွေမှာအပါစည်ရင်းလို့ဆာရွက်စာတဲ့မောင်နှစ်တန်းကျော်ရရှိပြီးခုလိုကဘာတိထုတ်ဖော်သွားတာဖြစ်ပါလေ ရုရှားနိုင်ငံတောင်ဘက်ဆုံးရူရယ်တောင်တန်းများရှိရာဒေသမှကမ္ဘာအလုံးကျုံဆုံးစစ်ခန်းလို့သတ်မှတ်နိုင်တဲ့ယာစနီမျိုးငယ်လေးနီမှာအဲ့ဒီနျူကလ িয়ার လက်နက်တွေထားတို့ထိန်းချုပ်ရနေရာတစ်ခုကပေါက်ကြားလာတယ်လို့စီးရင်မှတ်တမ်းတွေရတိကျသိရပါတယ်။ဒီနေရာမှာနျူကလ িয়ার တောင်းကြီးနေတဲ့ဥရောပမှာရှိတဲ့ဘယ်မျိုးကိုမဆိုဆယ်မိနစ်တွင်ထိရောက်အောင်ပြစ်ခတ်နိုင်စွမ်းရှိပါတယ်။ အရင်ကအဲ့ဒီယက်စနီမျိုးအနီးနျူကလ িয়ার လက်နက် site ကိုရှိတယ်လို့သိရပြီးရုရှားဘက်နျူကလ িয়ার လက်နက် site စတဲ့ကိုထင်မှာတခုပါဝင်ဖြစ်ပါလေ။ဒါပေမဲ့အခုအစ်စ်တွေ့ရှိရတဲ့ site တွေကအထူးလို့ဝက်ပင်မနျူကလ িয়ার လက်နက် scan ကြီးအဖြစ်ညူနေပညာသစ်တွေနဲ့တိစောက်ထားတာကိုသိရှိရပြီးတော့ player seat လွတ်ထားတဲ့ chance ရိုးတွေ game မျိုးစင်တွေအဝေးထင်းကလုတ်သုံးစစ်တနတ်တွေဘားတိုက်တွေနီအောက်ရောင်ကြီးလုံးစင်စာတက်အကအရအတားစီတွေနဲ့စေမိုင်ပတ်လည်မှာတည်ထားခြင်းဖြစ်ပါလေ။ မြေအောင်ဘင်္ဂလားဒေသမှာလည်းနျူကလ িয়ার လက်နက်တွေထားရှိတဲ့ site တွေမြင်တွေ့ရပါတယ်ပူတင်က2018ခရဲကမိမိတို့ရဲ့နျူကလ িয়ার လက်နက်အဆင့်မြင့်တယ်မူဟာဘသူမှလိုက်မမီတဲ့အင်အားရှိနေပြီဖြစ်လို့မိမိတို့ရဲ့အတန်ကိုဥရောပနဲ့အနောက်အင်အားစုတွေမဖြစ်မနေနားထောင်ရမယ်လို့ကြုံဝါထားပါတယ်။မကြောက်သေးဘူးကလည်းမိမိတို့ကနျူကလ িয়ার လက်နက်စတဲ့အသုံးပြုမှမဟုတ်ပဲဒီလက်နက်နဲ့တိုက်ခတ်လာတဲ့ရန်သူကိုပြတ်30ရေးမှသာနျူကလ িয়ার လက်နက်သုံးပါမယ်လို့ပြောမှုပါတယ်။နျူကလ িয়ার ထိပ်ဖူးဒုံးကျည်ပေါင်း 900ကျော်ကိုဒီ low west ခန်းမြောက်ဥမေထဲမှာထားရှိပြီးတော့ကောင်းကင်မြေပေါ်မှာဘိုလော့တာအယက်စခန်းမှာ nuclear ထိပ်ဖူး၅ခုထိန်းသိမ်းတပ်ဆင်ထားရာဘန်ကောက်၅ခုကိုလည်းမြင်တွေ့ရပါတယ်။ဒိမန်နဲ့ဂျာမန်သတင်းဝက်ဆိုက်မှာရုရှား nuclear ထူကျွမ်းကျင်သူတွန်ရော့ဆက်ကတော့ရုရှားရဲ့ nuclear power အနေထားကိုနောက်ဥရောပနိုင်ငံတွေအရှိတရာအတိုင်းသိရှိထားနိုင်ဖို့အယူလုံးအရေးကြီးကြောင် လုံခြုံမှုဟာရတဲ့ချမှတ်မှုပြလဲတတ်မှတ်ပြစင်ပြီးတော့ကာကွယ်ရေးစိတ်ကိုလည်းထပ်မံတိုးမြင့်အသုံးပြုဖို့လိုအပ်နေပြီလို့သတိပေးပြောဆိုခဲ့ပါလိမ့်။ပူတင်အနေနဲ့နိုင်ငံရဲ့မဟာဗျူဟာမျိုးနျူကလ িয়ার လက်နက်လောဝက်စကန်ကြီးနဲ့စီးရေးချက်လက်တွေများစွာပေါက်ကြတဲ့အတွက်အလွန်ဒေါသထွက်မှာဖြစ်ပြီးစကန်ကိုတခြားနေရာကိုပြလဲပြောင်းရွှေ့ထားရင်လည်းကုန်ကြစိတ်များစွာရှိနေတဲ့အတွက်အကျက်ရိုက်နေတယ်လို့သိရပါလိမ့်။ နောက်ထပ်သတင်းမှုပြောချင်ပါတယ်။အိန္ဒိယရဲ့အဓိကရန်သူဟာပါကစ္စတန်မဟုတ်ပဲတိဘက်ကိုသိမ်းပိုက်တဲ့တရုတ်ပဲဖြစ်တယ်လို့အမေရိကန်ထောက်လိုင်းအစီအခံစာမှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ရာဇဝင်ဝက်လောက်ကတိဘက်ကိုလက်နက်ကန်ကျူးကျော်ကတရားမဝင်သိမ်းပိုက်ခဲ့တဲ့တရုတ်ဟာခုကအိန္ဒိယရဲ့အဓိကရန်သူဖြစ်လာပြီးအိန္ဒိယဟာအိန္ဒိယနိုင်ငံရဲ့ချင်းချောက်မှုကိုတံပြန်မှုကာကွယ်ရေးကိုဦးစားပေးလှုပ်ဆောင်လျက်ရှိတယ်လို့ American ကာကွယ်ထောက်လှမ်းရေး Agency DIA ကထုတ်ဖော်ပြောလာပါတယ်။ပါကစ္စတန်ကိုအိန္ဒိယရဲ့မဟာရန်ပောက်လို့ယူဆထားပါတယ်။ ဒါပေမဲ့ကျမ်းပတ်လေ့ကျင့်ရေးစခန်းတွေဖွင့်လှစ်ပြီးနေဆက်ဖြတ်ကျော်ကျမ်းပတ်ဝါဒပံ့ပိုးကူညီနေတယ်လို့ဆွဆွဲခံရတဲ့ပါကစ္စတန်ဟာစီမံရမယ့်နောက်ဆက်တွဲလုံခြုံရေးပြဿနာသာဖြစ်တယ်လို့ Hindustan Times နဲ့တခြားအိန္ဒိယသတင်းဌာနတွေကဖော်ပြထားပါတယ်တခြားတစ်ပတ်မှာပါကစ္စတန်ဟာအိန္ဒိယကိုလက်ရှိချိန်ချောက်မှုဖြစ်ရှိနေတာပြီးအိန္ဒိယနဲ့တရုတ်ကြားတင်းမမှုရှိမြင့်လာခြင်းပါကစ္စတန်အိန္ဒိယရဲ့သမယိုးကျစီရင်သလိုမျိုးကိုတံပြန်မှုနီးပြူဟာမြောက်နျူကလ িয়ার လက်နက်တွေတီထွင်မှုဆက်လက်လုပ်သွားမယ်လို့ DIA Director ုတိယဗိုလ်ချုပ်ကြီး Jeffrey Cruz က American Allotor လက်နက်ရဆက်ကော်ပဏီမှာတင်သွင်းတဲ့ကမ္ဘာတဝန်းချိန်ချောက်မှုဆိုင်ရာအကဲဖြတ်ချက်မှာဖော်ပြထားပါလေ။ဂျမ်မူနဲ့ကက်စမီယာမှာရှိတဲ့ပါဟန်ကန်မြို့မှာ AB-22 အကြမ်းဖက်တိုက်ခိုက်ခံရမှုကိုလက်တော့ပြင်းတဲ့အနေနဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြားထဲမှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါလေ။အဲ့ဒီတိုက်ပွဲဟာလေရကြကာလာတွင်အပြန်အလှန်ဖြစ်ခဲ့ခဲ့ပြီးတရုတ်ထောက်ပံ့တဲ့ PL15 တုံးကြီးတွေနဲ့ JF17 နဲ့ JDC တိုက်ခိုက်ကြလျင်တွေပါကစ္စတန်ကတုံးခဲ့ပါတယ်။ ိန္ဒိယဘက်ကလည်းတရုတ်နဲ့ရှင်ပြန်နိုင်ဖို့စီးရဲစွမ်းအားကိုမြင့်တင်နေတာမှာကကမ္ဘာကောင်းဆောင်မှုကဏ္ဍအတွက်လည်းအလေးထားလုပ်နေပြန်ပါတယ်။တရုတ်ဩဇာလွှမ်းမှုမှုကိုတံပြန်ဖို့ကမ္ဘာကောင်းဆောင်အခန်းကဏ္ဍမြင့်တင်ဖို့အိန္ဒိယဟာစီးရဲလက်ချက်မှုတွေလောက်တာလက်နက်ရောင်းချတာနဲ့သတင်းချက်လက်မြောက်ဦးတာလုပ်ပြီးအိန္ဒိယသမုဒ္ဒရာအတွင်းမှာနှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာမိဘဆက်ဆံရေးကိုတိုးမြှင့်ဖို့ဦးစားပေးဆောင်ရွက်နေတယ်လို့ American ဒုဗိုလ်ချုပ်ကြီး Jeffrey Cruz ရဲ့အကြေဖြတ်ချက်မှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာကအင်ဒိယတရုတ်ဟာနေဆက်ထိုင်ချုံမြင်းတရှောင်းမှာရှိတဲ့နေရာတစ်ခုမှာပြိပခမဖြစ်ပွားရေးသဘောတူညီချက်ရခဲ့ပါတယ်။ဒါပြည်နယ်နိုင်ငံခေါင်းဆောင်တွေကကာလရှည်ကြာပြီးဖြစ်တဲ့နေဆက်ညှိပွားမှုဖြည့်ရှင်းဖို့နဲ့ဆက်ဆံရေးပုံမှန်ဖြစ်စေဖို့ရန်လျားများစွာပြန်သက်သွင်းရတဲ့သဘောတူကြပါတယ်။အိန္ဒိယဟာပြည်တွင်းကာကွယ်ရေးနယ်ပယ်ကိုတည်ဆောက်ရေး Make in India ကနဦးခြေလှမ်းကိုမြှင့်တင်မှုထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာစိုးရိမ်မှုတွေလျှော့ချဖို့ စစ်တပ်ကိုခင်မီအစင်းမြင့်စေဖို့ဆက်လုပ်နေတယ်လို့ DIA ကရှုမြင်ထားပါတယ်။အိန္ဒိယဟာနျူကလ িয়ার တည်ဆောက်နိုင်တဲ့ AG1 Prime MRBN နဲ့ Agni 5ဒုံးကျည်တွေကိုစမ်းသပ်ခြင်းနဲ့ရန်သူတွေကိုဟန်တောင်းနိုင်ဖို့ဒုတိယမြောက်နျူကလ িয়ার စွန့်ရင်သုံးရင်ကုန်သင်းမုတ်ကိုလည်းအစင်းမြင့်တင်ခြင်းဖြင့်2024မှာစစ်ပတ်ဆိုင်ရာခင်မီရေကြိုးပမ်းမှုတွေဆက်လက်လှုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။နောက်ထပ်သတင်းပို့ပြချင်ပါတယ်။ American Federal တရားရုံးတွေကထန့်ရဲ့ကျေပြန့်လာတဲ့အတွင်းကုန်စည်းကြကုန်ထောက်ခံမှုအများစုအသက်ဝင်လာမှာကိုပိတ်ဆို့ခဲ့ပြီးရွေးကောက်ခြင်းမခံရတဲ့တရားသူကြီးတွေဆုံးဖြတ်ချက်ကို Infuro က UK ဝန်ထားသည့်တိုင် Stock ရေးရာဈေးကွက်မှာဈေးကွက်တွေကတော့မြင့်တက်နေကြပဲဖြစ်ပါတယ်တရားသူကြီးတွေဆုံးဖြတ်ချက်က Trend အတွက်ကြီးမားတဲ့ဟန်တာဖြစ်စေပါတယ် Trend ကပြင်းထန်တဲ့သွင်းကုန်စီကြအခွန်အသစ်တွေကောက်ခံခြင်းမှတစဉ်ဆိုရကိုစီးဆက်ဆွေးနွေးရေးစပွဲဝိုင်းရောက်လာစေဖို့လှုံ့ဆော်ခြင်းအပြင် ကမ္ဘာနဲ့အမေရိကန်ရဲ့ကုန်သွယ်ရေးဆက်ဆံမှုကိုပြန်ရေးဆွဲဖို့ကြိုးပမ်းနေမှာဖက်ဒရယ်တရားသူကြီးတွေဆုံးဖြတ်ချက်ကထရန်အတွက်ကြီးမားတဲ့တာစီဖြစ်နေပါတယ်။အမေရိကန်ဟာနည်းနည်းသာဝယ်ပြီးအမေရိကန်ကိုမြင်မြတ်ရောင်းချတဲ့နိုင်ငံတွေကိုအပြစ်ပေးဖို့ရည်ရွယ်တဲ့သွင်းကုန်စီးကြခွန်ကောက်ခံမှုရက်လိုက်ပြန်ကောက်လိုက်တဲ့ငွေကြေးစည်းကွက်ကိုကစားနေပါတယ်။ဖြစ်ပေါ်လာတဲ့ကုန်သွယ်ရေးလုံငွေပြောင်းမှုနဲ့အမျိုးသားအရေးပေါ်အခြေအနေဖြစ်လာတဲ့မူရစ်စေဝါမျိုးစုံဝင်ရောက်မှုကြောင့်ဖြစ်လာတဲ့ချိန်ချောက်မှုက ကျပြက်တဲ့အခေါ်ခါတွေကောက်ခံမှုကြိုးကြောင်းစီလျော်စီတယ်လို့ထရန့်ကပြောပါလေ။ဒီစားကုံသေးတရားကထရန့်ဟာသူ့ရဲ့လောက်ပိုင်ဝင်အာဏာကိုကျော်လွန်လုံဆောင်ခဲ့တဲ့အတွက်သူတမနာဖြစ်လာပြီးတဲ့ကထုတ်ပြန်ခဲ့တဲ့ကန့်သက်ချက်အများစုကိုတရားကတားမြစ်လိုက်တယ်လို့ဆုံးဖြတ်ခဲ့ပါလေ။အင်မီရောကတော့ဆက်တတရားကိုဆုံးဖြတ်ချက်ကိုဝေဖန်ပြီးပြည်ထောင်ကိုတမနာရဲ့ကံကြမ္မှုအားရွေးကောက်တင်မြှောက်ခြင်းမခံရတဲ့တရားသူကြီးတွေကဝင်ရောက်ပြောဆိုခွင့်မရှိဘူးလို့ဆိုပါလေ။ ခန့်ကကုံမေးမိဘအများစုကိုအခြေခံသွင်းကုန်ဆရာကိုင်တို့မှစတင်ပြီးအခွန်ကောက်ခံမှုတွေ AB နှစ်ရက်နေမှာထုတ်ပြန်ခဲ့ပါတယ်ဒီလိုခွန်ကောက်ခံရမှာတရုတ်နဲ့ဥရောပသမဂ္ဂတို့ကောက်ခံတဲ့ခွန်ဟာများပြားပါတယ်အရေးပေါ်မိတ်နဲ့ကနေဒါမက္ဆီကိုတရုတ်တို့ကိုထမ်းကောက်ခံတဲ့ခွန်တွေကိုလည်းတရားသူကြီးတွေကဖိတ်ဆို့ခဲ့တယ်လို့သိရပါတယ်နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်ထိုင်းနိုင်ငံရဲ့စစ်တင်တန်းတစ်ခုမှာတင်းနှန်းသားအစ်စ်ကိုတေဆုံးအောင်ရိုက်နှက်ခဲ့တယ်တင်းနှန်းမှုနဲ့ စီနီယာတွေကိုထောင်နဲ့နှစ်ရှည်ချလိုက်ပါတယ်။ထိုင်းစစ်သားအစ်တတို့ကိုစီကန်ထင်းထင်းတင်တဲ့မှာတင်တဲ့စီကနှုတ်နဲ့စီနီယာတပ်သားတွေကဝိုင်းရိုက်ကမှသေဆုံးမှုအတွက်ထောင်စံနှစ်မှအနည်း20ကျော်ပြစ်ဒဏ်သေးသေးချမှတ်ခဲ့ပါတယ်။အသက်18နှစ်သာရှိသေးတဲ့စစ်သားအစ်လူငယ်ဟာ2024ဩဂုတ်လရက်နေ့ကအမှတ်3ချင်းမြတရင်21ချင်းမြတရင်နဲ့ဘီအဆောင်တဲ့တင်တဲ့ကိုတက်ရောက်လာပြီးနောက်အခုလိုအချက်ပေါင်းများစွာလူပေါင်းများစွာဝိုင်းရိုက်ခံရမှုကြောင့်စစ်မှုစထမ်းပြီး၃လကြာမှာသေဆုံးခဲ့ပါတယ်။သေဆုံးသူကို စစ်စေးရအုံနောက်ရောင်ချင်းနံယိုးတွေနှစ်ဖက်လုံးကျိုးနေချင်းအစုတ်တန်ရညှက်ယိုးကျိုးကျောင်းတန်ရနေတွေ့ရှိပြီးရိုင်းနယ်တင်းနှန်းစရာကို1020ဒုတိယတင်းနှန်းစရာကို1015နဲ့ချမှတ်ပြီးရိုင်းနှမှုမှာပေါင်ပီတဲ့စီနီယာစစ်သား12ဦးကို1000နစ်စီချမှတ်ပါတယ်တေဆုံးသူရဲ့မိဘတွေကပထမတင်တဲ့ဇာဟာအဓိကတရားခံဖြစ်လို့ပုံမပြင်းထန်နဲ့ပြည်တံကြားခံစေတဲ့လို့မချင်မနဲ့ပြောဆိုခဲ့သလို ထိုင်းတော်ဝင်စစ်တပ်ကပါတားဖြစ်သူတိုက်စုံမှုအတွက်လက်နာကျေးရလို့ကြောင်းအမှုဖွင့်တိုင်ကြားထားတယ်လို့သိရပါတယ်။နောက်ထပ်သတင်းမုတ်ပြောချင်ပါတယ်။6မိနစ်အသွင်းရုံနဲ့80ခရိုင်နှုန်းအားပြည့်တဲ့ဘက်ထရီကိုအိန္ဒိယကထုတ်ပြလိုက်ပါတယ်။အိန္ဒိယနိုင်ငံ GNCS AS ကသူတွေတည်တဲ့ဟာအာသနုံလိုမျိုးမျိုးအချိန်ရင်၃လောက်ကျော်အားပြတ်သွင်းသုံးနိုင်တဲ့ဆိုဒီယမ်အိုင်ယွန်ဘက်ထရီတစ်တီထွင်းပါလေဒီဘက်ထရီဟာ၆မိနစ်အတွင်းမှာ အာ80အထိပြည့်နေတဲ့ကြောင့်လီသီယမ်အိုင်ယွန်ဘက်ထရီတွေထက်ဈေးပိုသက်သာတယ်ပိုပြီးခင်းတယ်ပုံမူရလည်းတဲ့ဆိုရီယန်ကိုခြေခံထားလို့အားသာချက်တွေအများကြီးရှိလာပါတယ်လို့ဆိုပါတယ်အထူးဒီဇိုင်းထုတ်ထားတဲ့အနုတ်ကြောင့်အခုချိန်မြန်မာဥတံတော်ခံနိုင်ပြီးလျှက်စက်ကားတွေပြန်လည်ပြည့်ဖြူးမြဲစွမ်းရင်တိုးလောင်မှုစနစ်တွေအပြင်ဒရုန်းနဲ့အိမ်သုံးပစ္စည်းတွေမှာပါကြည်ကြဲပြည့်မြဲသုံးပြနိုင်မှာဖြစ်ပါတယ်ဒီနည်းပညာဟာရှာပါပြီးဈေးကြီးတဲ့ပစ္စည်းတွေပေါ်ပြီးခုံမှုကိုရှော့ချပြီး စိမ့်လန်းတဲ့နောက်ကတည်းကအေးပါတဲ့ခြေလန်းဖြစ်လာနိုင်ပါတယ် GNC SR ရဲ့ Sodium Ion Battery ဟာကဘာကြီးရဲ့စွန့်ရင်သုံးဆမှုပုံစံပြောင်းလဲပေးမှာဖြစ်ပါတယ်ဘေးကင်းလုံခြုံမှုမြန်မာပြည်အားသွင်းတော့အလွန်လေးမြတ်ပါတယ်သူတဲ့ဒီတွေကတော့အဲ့ဒီ battery ကိုဆက်လက်ဖန်တီးနေပြီးမဝေးတော့တဲ့အနာဂတ်မှာအသုံးပြုနိုင်တယ်လို့ခန့်မှန်းထားပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်ကမ္ဘာအခြေဆုံးလေတပ်စစ်အုံကြီးကိုတရုတ်ကတိစောက်ပြလိုက်ပါတယ်တရုတ်နိုင်ငံရှမ်းရှိပြည်နယ်ရှီဟန်မြို့မှာ လေရူးညံ့မှုစသိုးဝါဖြစ်တဲ့ပြဿနာကိုင်းွယ်ဖြစ်ရှင်မှုကမ္ဘာအကြီးဆုံးလေတန်းစင်ဆက်ကြီးတွေကတခုကိုတိဆောက်ထားပါတယ်။အဲ့ဒီလေတန်းစင်မျိုးစင်ကြီးဟာမီတာ100လောက်မြင့်ပြီးသူ့အောက်ခြေမှာရှိတဲ့ဖန်လုံအင်းတွေကိုညင်ညမ်းနေတဲ့လေတွေဆွဲယူပါတယ်။ပြီးတော့နေဆွမ်းရင်တုံးပြီးအဲ့ဒီလေတွေကိုအပူပေးလိုက်တော့လေတွေကအပေါ်တက်သွားပါတယ်။အဲ့ဒီလိုပေါ်တက်သွားတဲ့လေတွေဟာမျိုးစင်ထဲမှာအစင်းစင်တက်စင်ထားတဲ့စစ်ထုတ်လွှာတွေဖြတ်သန်းပြီးတန်းစင်သွားတာဖြစ်ပါတယ်။တန်းစင်ပြီးသားလေတွေကိုတော့ပတ်ဝန်းကျင်ကိုပြန်လှုပ်ပေးတယ်လို့သိရပါတယ်။ သတင်းတွေအရအဲ့ဒီမျိုးစင်ကြီးကနေနေတိုင်းတန်းစင်မီတာလေးကုဗမီတာ10တန်းကျော်ထုတ်လုပ်ပေးနိုင်ပါတယ်ဒါကြောင့်မြို့ရဲ့10စီတိုစတူယန်ကီလိုမီတာလောက်ကျတဲ့ area မှာမိခိုးတွေတည်ယူတာရောကြသွားတယ်ဆိုပါတယ်ဒီစီမံကိန်းကနေအားတက်စရာရလက်တွေ့နေရပေမဲ့သူ့ရဲ့ရေရှည်ကျိုးတက်ရောက်မှုတွေနဲ့ပိုပြီးကြည်ကြည်ပြန်တုံးချနိုင်မဲ့အလားအလာကိုတေချာခဲဖြစ်နိုင်မှုတော့စက်ပီလေးလာစရာတွေလိုအပ်နေတယ်လို့သိရပါတယ်